တင်ဆက်ပေးမယ့်သတင်းကတော့စိတ်ကမ်းမှာပောက်ကန်းဖြစ်ပွားတာကြောင့်ရှေ့ဦးတည်ဆုံးက950တရားရခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံတောင်ပိုင်းမှာရှိတဲ့စိတ်ကမ်းတစ်ခုမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်တိုက်စုံးသူရှေ့ဦးရှိခဲ့ပြီးတော့ဒဏ်ရာရရှိသူ950ဦးကျော်ရှိခဲ့တယ်လို့အီရန်ဆိုရကသတင်းထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။အီရန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ House Morgan စိတ်ကမ်းမှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးစိတ်ကမ်းမှာရှိတဲ့ဓာတ်ပစ္စည်းတွေတည်ဆောင်လာတဲ့ကုတ္တိန်နာတွေကလည်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ပေါကောင်းပြပါပြီးနောက်မှာ host morgan second နဲ့ဆက်ဆက်နေတယ်။တခြား second တွေမှာဓာတ်ပစ္စည်းတွေပါဝင်တဲ့ကုတိန်နာတွေရှိနေတာကြောင့်ကဲဆက်ရဲ့အဖွဲ့တွေနဲ့ဆက်ရိုင်းတာဝန်ရှိသူတွေနဲ့ကြိုးကျင်တဲ့သူတွေဟာပေါကွဲမှုတွေထပ်မံမဖြစ်ပွားအောင်အရေးပေါ်လုပ်ငန်းတွေကိုတတိပြုလုပ်ဆောင်ခဲ့တယ်လို့အီရန်ဆိုရာရဲ့ပြောရေးဆိုခွင့်ရှိသူဖာဒီမာမိုဟာဂျီယာနီကပြောကြားခဲ့ပါတယ်။အီရန်ပြည်ထောင်စုဝန်ကြီးအက်စကနာမိုမီနာဟာပေါကောင်းပြပွားခဲ့တဲ့နေရာအထိသွားရောက်ပြီးတော့ပြပွားရတဲ့အကြောင်းရင်းကိုဆုံးဆက်ဆက်ဆဲမှုတွေလှုပ်ဆောင်ရမှာဥဆောင်နေရလို့လည်းသိရပါဗျ။ ဒီသတင်းကိုတော့ညချမ်းဟောပေးပို့လာပါ